အခုထိလဲလှုပ်နေတော့မယ်เนาะမနေရဆိုလဲဒါရန်ကုန်ရောက်နေလို့ပေါ့เนาะမနေရဆိုလဲငလျင်လှုပ်နေတော့မယ်ထရမရသွားပေါ့เนาะဒါကတော့တယောက်တည်းမဟုတ်မန်လီမှာနေတဲ့လူတိုင်းပေါ့เนาะ အကုန်လုံးပေါ်ရက်မှာလမ်းလျှောက်လို့အိမ်လေးတုံသွားတယ်ငလျင်လှုပ်တာလားတို့အဲ့လိုမျိုးခါလီအိမ်သာတက်နေနဲ့လှုပ်မှကြောက်တာတို့အိမ်သားရဲ့မှာပိတ်မိနေမှာကြောက်တာတို့အဲ့လိုမျိုးမန္တလေးမှာနေရဲ့အပြင်မှာနန်းရှိမှာနေရဆိုတော့လေကျုံးနဲ့ကအရန်နီးရဲ့ကျုံးကြီးပြိုသွားတာကိုလေမျက်မြင်တွေ့လိုက်ရပါဘောနော်ကျုံးတရားကြီးလည်းပြိုသွားရဆိုတော့လေအခုတော့ပြန်ဆောက်နေဒါပေမဲ့ပြန်ဆောက်ပြင်မဲ့လဲဒါမတူတော့ဘူးလေနော်မတူတော့အဲ့အတွက်တော့အရန်နှမျောရဲ့ မန္တလေးမှာဆိုရင်အာဟိုကုသိုလ်တော်ဖရာနာမှာရှိရဲစခန်းမှာဟိုမုံနေတဝေခဲ့တယ်မုံမုံနေအပြင်တခြားစားစရာရိတ်ခါတွေရောပေါ့နော်အဲပြီးတော့သခိုင်းထီလဲကိုယ်တိုင်သွားပြီးတော့မှအဲကိုအောင်ရဲကျော်တို့နဲ့တူတူပေါ့နော်သွားရောက်ပြီးတော့မှလှူဒန်းခဲ့တယ်ပြီးတော့အဲသီလာရှင်ကြောင်းတိုက်တွေမှာရေပြက်နေရတွေပရာဟိတတွေအကုန်လုံးတူတူလိုက်လုပ်ပေးခဲ့တယ်ပြီးတော့ emotional support ကိုသွားရောက်ပြီးတော့မှအဲကိုယ်တိုင် ဟိုဒါနအနေနဲ့ပေါ့နော်အာလိုအားဒါနအနေနဲ့လည်းပါဝင်ခဲ့ပါတယ်ဟုတ်ကိုစုထားတဲ့အမှုပညာကြီးရင်းနဲ့ပဲအာတွားရောက်ပြီးလှူဒါန်းခဲ့ရပါပြီးတော့မစိုးရင်အကြောင်းတိုက်ကိုလည်းတွားပြီးတော့လှူခဲ့ပါတယ်ဟုတ်ဆိုတော့ဘယ်လောက်လောက်ဒီလှူဒါန်းမှုကိုပြုလုပ်ခဲ့ဟုတ်အဆယ်သိန်းပေါ့နော်ကိုတက်နိုင်တလောက်ဟုတ်ဆယ်သိန်းကျော်ပေါ့ဟုတ်ဆယ်သိန်းကျော်လောက်ပေါ့ဟုတ်အဲ့အဲ့ကနေတုတ်တော့မန္တလေးမှာဟုတ်မန္တလေးမှာကားမောင်းနေတော့ငလင်းလှုပ်တာပေါ့နော်အဲကားကားပြတ်သွားပြီးမှတ်ပြီးတော့ပေါ့နော် အဲကွန်းကိုအဆုံးထိဖွင့်တာဆိုတော့အော်ကားလို့မနိုင်လို့လားမသိဘူးဟီတက်တာလားမသိဘူးဆိုပြီးတော့တုံနေလို့ကြည့်လိုက်တဲ့အချိန်မှာဘင်းကဓာတ်တိုင်တွေပါလှုံမအဲငလျင်လှုံမန်းတည်ရပထမဆုံး7.7နဲ့လှုပ်တော့ကကားပေါ်မှာမူးလို့လားတိတ်ပြီးတော့မတိတာဘူးဗောနော်အဲနဲ့ဒီနန်းရှိတ်ဈေးဘက်ကိုတပတ်ပတ်ကြည့်လိုက်တဲ့အချိန်မှာတချို့အိမ်တွေဆိုလဲအရန်ကိုပြိုသွားတယ်ပြီးတော့ အဲ့အိမ်နေပတ်ကြည့်ပြီးတော့ကိုရင်ကိုပြန်ပြန်မဲ့သွားမဲ့လမ်းမှာနောက်တစ်ခေါက်ထပ်လောက်တာပေါ့နော်အဲ့ဒါလေကားပေါ်မှာဆိုတော့ဘာမှတော့တိတ်မဖြစ်လိုက်ဘူးဒါပေမဲ့အိမ်မှာတော့အအိမ်နဲ့ဟင်းလင်းပြင်းနဲ့နီးရော်လေလူတွေအားလုံးကဟင်းလင်းပြင်းနဲ့ကိုရောက်နေပြီးတော့အိမ်ထဲပစ္စည်းတွေဆိုလဲကိုယ်တခြားတမိုးကြီးပစ္စည်းလေးတွေအမှတ်တရတင်ထားပစ္စည်းလေးဆိုလဲအကုန်လုံးကျိုးကွယ်သွားပေါ့နော်အဲ့လေတော့ရှိပါတယ်ဟုတ်အခုထိလဲလှုပ်နေတော့မယ်နော်မနေ့ကဆိုလဲဒါရန်ကုန်ရောက်နေလို့ပေါ့နော်မနေ့ကဆိုလဲငလျင်လှုပ်နေတော့မယ် ကြောက်ဝါလားဆိုတာထက်လေးဟိုဘယ်လိုပြောမလဲထရမာရသွားပါဘောနော်ဒါကတော့တယောက်တည်းမဟုတ်မန်လေးမှာနေတဲ့လူတိုင်းပေါ့နော်အကုန်လုံးဟိုနည်းနည်းလေးတုံသွားတာနဲ့နည်းနည်းလေးအိမ်လေးတုံသွားတယ်အပေါ်တက်မှာလမ်းလျှောက်လို့အိမ်လေးတုံသွားတယ်ငလျင်လှုပ်တာလားတို့အဲ့လိုမျိုးခါလီအိမ်သာတက်နေနဲ့လှုပ်မှာကြောက်တာတို့အိမ်သားမှာပိတ်မိနေမှာကြောက်တာတို့အဲ့လိုမျိုးဟိုထရမာရရသွားပါဘောနော်ဟုတ် online မှာလည်းတွေ့ရပေါ့เนาะအိမ်ယာယီအိမ်လေးစောက်ပေးရတယ်အဲ့ဒါဆိုအရန်ကောင်းတယ်ဘာဖြစ်လဲဆိုတော့အခုဆိုဒီလိုစခန်းနေထဲမှာနေရတဲ့ခါကျတော့ဒီဟိုဝမ်းသွားရေးတွေအဆင်မပြေကြဘူးလေအဲပြီးတော့အစားအသောက်တွေကတော့လှူဒန်းတာတွေကအရန်များတယ်အစားအသောက်လှူဒန်းတာတွေကပြည့်စုံတယ်ပေါ့เนาะဒါပေမဲ့နေရနေထားတွေအဲ့လိုတွေအတွက်လှူစေခြင်းနဲ့ပြီးတော့ အခုအလိုကိုယ့်ရဲ့မိသားစုဝင်နေတငယ်ချင်းတွေဆုံးရှုံးသွားရတဲ့အခါအဲခုထိယူကျိုးများဖြစ်တဲ့သူတွေလည်းရှိရပါတော့အဲ့အတွက်လည်းအားလုံးကအဲတမိပါဝင်အားလုံးကနေပြီးတော့မှ emotional support အဲလုပ်ပေးစေခြင်းနဲ့ဟုတ်တငယ်ချင်းတွေတော့ကံကောင်းလို့လာမှုတွေတငယ်ချင်းတွေတော့မပါဘူးဒါပေမဲ့သူတို့ရဲ့အိမ်တွေတို့အိမ်တွေတစ်ခုလုံးပါသွားတယ်ဒါပေမဲ့တမိတငယ်ချင်းတွေကတော့ ဟိုတချို့ကတော့ဒါအိမ်နှစ်အိမ်လောက်ရှိရသူဆိုတော့တအိမ်ပျက်စီးသွားလဲသူတို့အတွက်ကအဆင်ပြေပေါ့နော်အဲဒီမိသားစုဝင်တွေအတွက်ဆိုလို့ရှိရင်လည်းအများကြီးစိတ်ပူပန်ရတာမရှိဘူးပေါ့နော်ဟုတ်ဇူလိုင်ကမန္တလေးမှာ နေရပြုံမှာနန်းရှိမှာနေရဆိုတော့လေကျုံးနဲ့အရန်နီးရဟိုကျုံးကြီးပြိုသွားတာကိုလေမျက်မြင်တွေ့လိုက်ရပါတော့ကျုံးဒီမုတ်ဦးမုတ်ဦးက ဒီဟာလေးပြိုသွားတာပြီးတော့အဲကျုံတတိုင်းလေးပြိုသွားတယ်ဆိုတော့လေအခုတော့ပြန်ဆောက်နေဒါပေမဲ့ပြန်ဆောက်ပြင်မဲ့လဲဒါမတူတော့ဘူးလေနော်မတူတော့အဲ့အတွက်တော့အရန်နှမျောရဲဟုတ်